ခေါင်းမွန်ပြေစုံတဲ့စားတောက်ပွဲကြီးကိုမိသားစုနဲ့အတူအရသာရှိရှိစားသုံးကြသူများလုံလဆားတွေကိုခဏနာပြီးတော့ပစိန်ကိုဘေးမှာချိုင်းနေလေစားစားဖို့ဇပွဲမှာဝင်ထိုင်လိုက်ပါရီအိမ်တော်ဦးစီးကိုဆောင်းဆိုင်နေကြတာဖြစ်တဲ့အတွက်ဘယ်သူမှလက်နေတော်မှမတွေ့ရသေးတဲ့စားတောက်ပွဲကြီးကယောက်ျားပြည်သူထိုင်ချလိုက်ခါမှာအသက်ဝင်လာခဲ့ပါရီစရီးတရားကေမွန်ပြည်သူရဲ့ပကံလေးကိုချက်ပေါင်တုံးစားဦးစားပြဦးချနေပြီးတမင်းငယ်ကလည်းကျဲစွပ်ပြုတ်ရီကိုခတ်ပေးနေခဲ့ပါရီ အမေကြီးရဲ့လက်ဆင့်ကမ်းမှုနဲ့တူတူအငေမလေးကပဲကျက်တော်မိတီကိုဖေကိုကမ်းမိနေတဲ့အချိန်ဇနီးကလည်းတောက်စီယာအစင်းနဲ့ပြုတ်လုပေးနေခဲ့ပါရီအဲဒီနောက်တမီးတွေကိုမအေးဖြစ်သူကအသားတွေခွဲဝေပေးခဲ့ပြီးဒီမတို့ကပူပူနွေးနွေးကြက်ပေါင်လုံးကြီးကိုဓာတ်နဲ့အသားနှွေပြီးတော့စားတော့ခဲ့ပါရီဒီမနောက်ထပ်ပေါင်တပေါင်ကိုခင်မွန်းတဲစီကိုကမ်းပြီးတောက်စီယာလည်းအစင်းနဲ့ဖြစ်အောင်ဖြည့်ပေးခဲ့ပါရီဆော့စ်နဲ့တိုပြီးအသားတွေကိုမြင်းရှဲစားတော့နေတဲ့ခင်မွန်းကိုအကျဉ်းအားတွေပြည့်နေတဲ့မျက်ဝန်းနဲ့စိုက်ကြည့်နေတဲ့အချိန်အေရှင်မတယောက်ရဲ့ပီတီကိုအတိုင်းသားမြင်တွေ့ခဲ့ရပါရီ လူဝိနေတဲ့ပေါင်နှုံးကြီးကိုအသားတွေနှွင်ရင်းနဲ့သူဟာဇနီးတဲကိုကြီးစဲနေခဲ့ပါသေးတယ်။အရာသာရှိတဲ့အသားတွေကိုဖေးရီမကပါဘူး။သမီးလည်းကရင်တွေးပုံရပြီးတော့အရာသာခံစားတော့ကြရင်ဘာကြီးဖြစ်သူဟာနည်းနည်းလေးလမ်းတဲ့နေရာကခရမ်းညင်းကြီးတွေကိုစားကျင်စိတ်ဖြစ်နေတာကြောင့်မလို့သူဟာလက်ထဲကခရင်ကိုဆွဲဆန်းလိုက်ပြီးခရမ်းညင်းကြီးစိတ်လေးကိုလှမ်းယူစားတော့လိုက်ပါရီ။သမီးကလည်းသူမရဲ့ခရင်ကိုဆွဲဆန်းပြီးခရမ်းညင်းကြီးတွေကိုယူစားပြီးတော့ခရင်ကိုပြန်သိမ်းခဲ့ပါရီ။အဲလိုနဲ့သူတို့ကအသားငါအသေးရွက်တွေကိုအစုံစားရင်းနဲ့အာဟာရပြည့်ဝနေတဲ့စားကိုမိသားစုနဲ့အတူတူ 直接给外面玩一样大，西、哎、去相当廉价、别巴的。